တမန်ကြားများကအမှန်တကယ်ပဲရှိနေကြတာလားမြမကနဝင်းရှားစွေးနေတဲ့မှာယူဟာတမန်ကြားเจ้าကိုမိတ်ဆွေတို့ကြောက်မှုကြမယ်ထင်ပါလေတမန်ကြားဆိုတာဘလိုမျိုးတွေဖြစ်မလဲသူတို့ကရောယနေ့ချိန်ထိရှိနေသေးတာလားတမန်ကြားရင်းနဲ့ထမန်လူမျိုးတွေကဘလိုဆက်နွယ်နေကြလဲဆိုတာကိုဒီဗျူလေးမှာအသေးစိတ်တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီသမန်းကြော်ရီနဲ့ပတ်သက်ပြီးတော့ယူဆမျိုးမျိုးကြွေးပြကြပေမယ့်ရှေးလူကြီးများရဲ့အနည်းဆက်ဆုံးရုံးနှင်းစကားများကိုလည်လာပြီးတော့တင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုအတူကြည့်လိုက်ရှာအောင်ပါကျမတို့ရဲ့မြမရာဇဝင်နေတဲ့မှာသမန်းကြော်ရီဆိုတာမပါမဖြစ်ပါဘူးသူတို့တွေကမျက်စိတမိတွင်နေမြန်စွာပြောင်းလဲနိုင်တဲ့အစွမ်းရှိသလိုလူတဝဲကြားတဝဲစိတ်ခန္ဓာနှစ်ခုကိုပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်အဆိုပါသမန်းကြော်ပြီးပြောင်းလဲနိုင်တဲ့သူတွေကတော့ထမှန်သူမျိုးတွေဖြစ်တယ်လို့ဆိုထားခဲ့ပါတယ် အဆိုပါထမန်လူမျိုးတွေကကျင်လင်ရာဒေသကတော့ထမန်ဒီလိုအမည်မဲ့ခေါ်ဆိုကြတဲ့ကြီးရွာလေးမှာတမန်ချာမျိုးတွေထမန်လူမျိုးစုများများစွာနေထိုင်လျက်ရှိပါသည်အဆိုပါဒေသဟာမြန်မာနိုင်ငံထပ်ပိုင်းမှာရှိတဲ့ချင်းတွင်းခရိုင်မြောက်ဘက်ရှမ်းကချင်နေချင်းနေမြေတို့ဆုံရာဒေသမှာနေထိုင်နေရှိကြပါသည်လူဦးရေကတော့ခမဲကြီး2000လောက်ရှိပါသည်သူတို့တွေဟာတိဘက်မျိုးနွယ်ဝင်တွေဖြစ်လေလူတီများကြပြီးတော့များသောအားဖြင့်ကချင်စကားနာဂစကားများကို ပြောပြီးတော့တဦးနဲ့တဦးဆက်သွေးကြပါရင်တချို့လူမျိုးတွေကရှမ်းစကားလေးပြောတတ်တာကြောင့်ရှမ်းလူမျိုးစုတွေလည်းရှိကြတယ်လို့သိရပါရင်ထမန်လူမျိုးတို့ကလူစင်စင်မှာကြားဖြစ်သူပြောင်းလဲတက်ပြီးတော့မိမိတို့ပိုင်ပစ္စည်းများကိုခိုးယူသူတို့အားဒုက္ခပေးလေရှိကြောင်းရှခင်အထက်ချင်းတွင်ခရိုင်ဖြစ်ဖို့သူမစ္စတာဂရောင်းက1980ခုနှစ်မှာစာအုပ်ရေးသားထုတ်ဝေခဲ့ပူပါရင်တမန်ကြားဆိုတာက လူကနေကြားဖြင့်ပြောင်းလဲတက်တဲ့မိစ္ဆာတဲ့တစ်ခုပဲလို့အများကပြောကြပါရင် ရှေးခါတော့ကထမန်လူမျိုးအများစုဟာယခုအင်းတို့ကြီးအိုင်ဖြစ်ပေါ်လာမယ့်နေရာမှာ စီခန်းဆိုတဲ့တာယာခန္ဓာလာတဲ့မြို့တော်ကြီးမှာနေထိုင်ကြတယ်လို့သိရပါတယ်။တာယာဘာပြောစွာရှိတဲ့စီခန်းမြို့ကြီးဟာဘဝမှာဖြစ်လိဖြစ်တာရှိတဲ့မမြဲခြင်းတရားတွေကြောင့်မုံတိုင်းတိုင်တင်ခဲ့ပြီးတော့ရှေးဟောက်ကိုရောက်သွားစီပါတယ်။ရှမ်းရဆွေးနေရစီခန်းမြို့ကမင်းသားတယောက်ကြားပြီဘဝနဲ့တောလိုက်ထွက်နေစင်မှာတာပင်မြညာရှိတိုင်းပြည်တပြည်မှာ ခြေရင်းမျောလာတဲ့အမျိုးသမီးတူနဲ့အိုဂျင်သားလို့အိုဂျင်ကြီးသွားကြပြီးအိမ်နာပြုခဲ့ကြပြီးတော့ကလေးမွေးဖွားခဲ့ကြရအောင်။နောင်ကြီးပြန်လာခဲ့တဲ့အချိန်မှာတော့မုံကြီးမိုးကောင်းမျိုးများစွာကိုတီထောင်နေလို့သမိုင်းဒီကဖော်ပြထားပါရီ။အစိုးရမင်းသားကိုလည်းလူတွေကကြားပြူရှင်လို့တည်ကြပြီးတော့ခီးသွားလာရမှာလူခဏာကိုနဲ့သွာလာတာတဲ့ချက်ခဏာကိုကပိုရီလွတ်လပ်ပေါ်ပါစွာသွာလာနိုင်ပြီးတော့လူချင်းရဲ့ကာဝေးကိုရောက်ကြောင အမဲလိုက်ရတယ်လေလူတွေလူလည်းနဲ့များစွာမလို့ပဲလူတွေမပင်မဲသလိုအချိန်လည်းများစွာတက်တာရာဖြစ်ကြောင်းတနေ့တကြီးသွားတော့မေဆိုရင်တော့ကြားဖြစ်တို့ပြောင်းလိရှိကြပါရဲ့လူသားဖြစ်မှာကြားဖြစ်တို့ပြောင်းလို့ရတဲ့တမန်ကြားတွေဟာဆိုရင်အနာမဖို့တို့တို့လိုအပ်ပါလိမ့်မယ်အဖို့တို့နဲ့တူတူလူသူကင်းမဲ့ပြီးတော့တိတ်ဆိတ်နေတဲ့တဲ့ရမှာကြားဖြစ်ပြောင်းရပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ကိုကြားဖြစ်ကြောင်းကိုလူတွေကရက်သားတွေမသိစေချင်ကြလို့ပဲဖြစ်ပါတယ်။ကြားဖြစ်ပြောင်းလဲမယ့်သူက သူဝတ်စားစီရင်ထားတဲ့အဝတ်စားကိုချုပ်ပြီးတော့အဖော်ဖြစ်သူကိုပေးထားရပါတယ်။အဲနောက်မှာတော့အဖော်ဖြစ်သူကအဝတ်စားများကိုယူကာကြားရင်နေပေးခြင်းမှာကင်းဝင်းအောင်ပုတ်ခုံနေရပါတယ်။အเจ้าမှာတော့လူတွေဟာတမန်းကြားဖြစ်ပြောင်းသွားချိန်မှာလူစည်းကတင်ခေါ်သွားပြီးတော့ကြားသိတာရှိတော့မှဖြစ်တာကြောင့်သူနဲ့တူလိုက်ပါမယ့်သူဟာသူနားရှိရင်နေပြလိမ့်မသွားခင်အချိန်တိုအတွင်းမှာတင့်ကိုတက်နိုင်လို့ဖြစ်ပါတယ်။ကြားဖြစ်သူပြောင်းလဲစင်မှလည်းခါထာများကိုရုတ်ဖျက်ပြီးတော့ဂျွန်းတုံးဂျွန်းပြအောင်လို့ထိုးမှသာကြားဖြစ်သူရောက်မှဖြစ်ပါတယ်။ အဲ့နောက်မှာတော့ကြားဖြစ်သူတွေဟာတော်ရင်းတို့လင်မြန်လာစွာသောရှိန်နဲ့ကြားစီကြားမယ်ပြည့်တော်ရိတ်ကိုဝင်သွားပြီးတော့တားကောင်များကိုဖမ်းယူကမေးလိုက်ပါတော့ရီတားကောင်ကိုစိတ်တိုင်းကျချက်လီစားတော့ပြီးနောက်မှာတော့အဖော်ဖြစ်သူထံကိုပြင်ရောက်လာပါရီအဲ့နောက်မှာတော့အဖော်ဖြစ်သူဟာသူ့ရဲ့ဘောရာကြားဖြစ်ကနေလူဖြစ်သူပြန်လည်ပြောင်းဖို့အတွက်သူ့ဝတ်ထားတဲ့ဝတ်စားတွေကိုပြန်လည်ပြသပေးရပါရီအစိုးရကြားရလူဝတ်စားတွေကိုမြင်တွေ့မှသာတဖြည်းဖြည်းလူစိတ်ဝင်လာပြီးတော့ကြားမန်စိတ်များပြောက်ွယ်သွားကနူးညံ့သောလူသားဖြစ်သူပြန်ဖြစ်လာပါရီ အချိန်မှာအဖော်ပြစ်သူကအဝိစားများပေးပြီးတော့အမဲလိုက်လိုရထားတဲ့တားကောင်များကိုပခုံးတော်တင်ကကင်လာခဲ့ပြီးတော့ရွာတင်းတို့တူဝင်ကြပါရင်မြမနေကမှာတမဲကြားဖြစ်ခြင်းနဲ့ပတ်သက်ပြီးသုံးမျိုးရှိပါရင်မွေးကလေးကမျိုးရိုးလိုက်ပြီးတော့တမဲကြားဖြစ်လာတော့အတိတ်မျိုးရိုးစဉ်တက်ကြွပြီးတော့လိုက်လိကျင်းရတော့တမဲကြားတနေ့စေဝါမနဲ့များကိုတင်ယူထားတော့တမဲကြားဖြစ်အောင်စင်ရတော့အောင်လဲတတူပဲဖြစ်ပါရင်ထို့ပြင်တမဲကြားဖြစ်လူတို့ပြောင်းရမှာတမတ်ထားတော့တမဲကြားတွေလည်းရှိလို့နေပါရင် လူစစ်စစ်ကနေတကယ့်ကြားဖြစ်ကူးပြောင်းသွားသောကြားမျိုးစားတွေဟာဆိုရင်များသောအားဖြင့်ကြားဘွားကနေလူဘွားပြန်ဖြစ်ဖို့အချိန်အားဖြင့်နိုင်ပေါင်း၁၂နာရီလိုအပ်ပါသည်။မောင်ဝင်သမင်းချားရုပ်ရှင်တွေမှာတွေ့လေရှိတဲ့ကြားပုံစံမျိုးဖြစ်ပြီးတော့လူခဏာကိုကကြားဖြစ်မပြောင်းသွားဘဲကြားတကောင်လိုစိတ်ရိုင်းမြဝင်သွားပြီးတော့လူစိမ့်မရှိဘဲကြားတကောင်လိုစိတ်ကျန်းဝင်သွားတဲ့ကြားမျိုးစာလူဖြစ်လိုက်ကြားဖြစ်လိုက်နဲ့အမျိုးမျိုးပြောင်းလဲနေတဲ့သောကြားမျိုးစာ သူတို့တွေကလူတွေအိမ်သားရောက်ရင်လူဘဝတော်ရများရောက်ရင်ကြားဖြစ်သူလင်းမြန်စွာကူပြောင်းနေသောကြားမျိုးစားများဖြစ်ကြပါသည်။တမန်ကြားတွေကလူစင်စစ်ကနေကြားဖြစ်ကိုကူပြောင်းရမယ့်ကြားတွေကအချင်းတစ်ခုကိုစားအောင်မှဖြစ်ပြီးတော့များသောအားဖြင့်လာပြင်းညာနဲ့လောက်ွယ်ညာတွေမှာကူပြောင်းတက်ကြပါသည်။လူစိတ်ကနေကြားစိတ်တစ်စိတ်ပြောင်းလဲတဲ့ကြားတွေကတော့ လာပြီနေလောက်ွယ်နေတို့မှာလူစိတ်ပြောက်ပြီးတော့အော်တိုမက်တစ်ကြားစိတ်ပြောင်းသွားတတ်တာဖြစ်ပါရင်ကုပြောင်းဘော်ကတော့လူသူမရှိတဲ့နေရာတို့တပိပိသွားခြင်းစိတ်ဖြစ်ပြီးတော့လူသူကင်းမဲ့ကကြားစိတ်ပြောင်းမှစီတည်လို့ပြောလိုက်တာနဲ့ ကြားရကောင်လို့လှူရှားသွားလာပါတော့ရီတမန်ကြားရီမှာလူစင်စစ်ကနေကြားစင်စစ်ဖြစ်သွားတော့လေလူကနေကြားစိတ်ပေါက်သွားရင်တော့လကောင်လူတွေကိုအနေပြူရာရှားပါပါရီတခါတလေတော့ကြားတဘာဝါရလူတွေကိုဟိမ့်ပြီးတော့၆လက်တက်ကြပေမယ့်အနေရပြီးတာကတော့အလွန်ကိုမှရှားပါရီအရင်တော့ကတော့ပကူးရုံမှာရှမ်းရိုးတောင်မှာခြေရင်မှာတမန်ကြားမျိုးနယ်ဝင်တွေကကိုရကိုတီးပြီးတော့နေကြတယ်ဆိုပေမယ့်အခုခါမှာတော့အဆိုပါမျိုးနယ်ဝင်တွေဟာပြောက်ွယ်လူနေနေဖြစ်နေပါပြီ ုတ်ကဲ့ပါမိတ်ဆွေတွေရောတမန်ကြားနဲ့ပတ်သက်ပြီးယုံကြည်ရေးရှိကြလားရှင်တကယ်လို့တမန်ကြားရင်းနဲ့ပတ်သက်ပြီးကိုယ်တိုင်ကြုံတွေ့ဘူးရင်လည်းအဖြစ်ပြက်လုံးစုံကိုကွန်မန့်လေးထဲမှာရေးသွားပေးခဲ့ပါအောင်နော်